ပြည်ပြည်ဆိုင်ရာရောဂါနေရာခန်းနာများကိုရန်ကုန်နှင့်နေပြည်တော်တွင် ပြုလုပ်ဆောင်ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှကြီးမှုခြင်းပါအထက်အပြည်ပြည်ဆိုင်ရာယောဂနေ့အထယမတ်အခမ်းအနားကိုရန်ကုန်နယ်နေပြည်တော်ထို့မှယနေ့ဂျွန်လ23ရက်ကပြုလုပ်ခဲ့ပါအထက်စတက်ချိန်မြောင်းအဖြစ်ကျင်းပါအထက်အပြည်ပြည်ဆိုင်ရာယောဂနေ့အထယမတ်အခမ်းအနားကိုရန်ကုန်မြို့တူဝနအမျိုးသားအားကစားရုံပြိုင်ပွဲရုံတင်၌၎င်းပြည်တော်စုနယ်မြေနေပြည်တော်တခိနာသီရိမြို့နယ်ရှိမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဥယျာဉ်တော်အတွင်ရေပန်းရှင်ပြင်း၌ ၎င်းကျင်းပခဲ့တာဖြစ်ပါထိအိန္ဒိယယဉ်ကျေးမှုအရာဂျွန်လ23ရက်နေ့ကိုအလင်းနှင့်နုနယ်သောစွမ်းအင်များ ပြေဝသောနေ့ဟုယူဆကြပြီးနှစ်စဉ်ဂျွန်လ23ရက်မှာကမ္ဘာတဝန်းရှိလူသန်းပေါင်းများစွာကယောဂကျင့်စဉ်ဆွေးနွေးပွဲများပညာပိတ်လှူရှားမှုများပြုလုပ်ကအပြီးပြိုင်ဆိုင်ရာယောဂနေ့ကိုကျင်းပလျက်ရှိတယ်လို့သိရပါတယ် ပြီးခဲ့တဲ့ဧပြီလနဲ့မေလကလည်းဆက်သက်ချင်းမြောက်အပြီးပြီးဆိုင်ရာယောဂနေရအကျိုးအခမ်းအနားတွေကိုကျင်းပခဲ့ပြီးအပြီးပြီးဆိုင်ရာယောဂနေရထယံမှန်အဖြစ်ယောဂလှုပ်ရှားမှုအခမ်းအနားတွေကို စုစုပေါင်း14ချိန်ဆောင်ရွက်ခဲ့တယ်လို့အိန္ဒိယတန်ယုံမှသိရပါတယ်ရှင်။